ဒီနေ့ညချန်ပီယံလိအိုလံပီယာကော့စ်အသင်းရဲ့ပွဲစဉ်မှာပွဲထွက်လာနိုင်ခြေရှိတဲ့အာဆင်နယ်ကစားမှ17ရောက်ဒီ7ယောက်ကတော့ကျွန်တော်စိတ်ကြိုက်ရွေးချယ်ထားတာဒီပွဲနဲ့ပတ်သက်ပြီးဒင်ပြေးချက်ပြေးသုံးလို့ရလောက်တဲ့7ယောက်ကိုကျွန်တော်ရွေးထုတ်ထားတာအာဒီတာနေတော့ ဘယ်လိုမျိုးတက်ကနစ်နေနဲ့အပြောင်းရွှေ့လုံလဲမသိဘူးရှေ့ရပွဲစီတွေထောက်ရှောက်မှာလဲတနေရာနှစ်နေရာတော့ကျွန်တော်လွဲချော်ခဲ့တာရှိရဲ့ဒါပေမဲ့ဇုံနေရာတော်တော်များကတော့မှန်ကန်ခဲ့တယ်အရင်တော့ဆိုအာဆင်နယ်အသင်းဒီပြမီခေးအိုက်တာလေဒီဆက်တယောက်ပြီးဒီဆက်တယောက်ပဲသုံးတယ်သို့တော့ဒီယာတီကနေစပြီးတော့ခံမင်းရတာခတ်လာတယ်ဘာကြောင့်လဲဆိုတော့သူ့မှာကောင်းမွန်တဲ့လူချင်းစုဖွဲ့မှုလူရင်းအတောင်းနေတာဖြစ်တဲ့အတွက်တုံတုံကျွန်တော်ခံမင်းရတာမလွယ်တော့ဘူးအဲ့တော့အိုက်တာ ဒီနေ့ညချန်ပီယံလိပွဲစဉ်မှာဘယ်ပွဲထက်ဆက်တက်ကိုသုံးလာမယ်ကျွန်တော်တို့တစ်ချက်ခံမှန်းကြည့်လိုက်အောင်ထုံးစံအတိုင်းပဲရိုင်ယာကပဲပွဲထွက်လာမယ်ဒီနေ့မှာကီပါပွဲထွက်နိုင်လားဆိုပြီးတချို့တွေပြောရဆိုမြဲချန်ပီယံလိပွဲစဉ်ဖြစ်တယ်ပြီးတော့တပွဲချင်းစီသုံးမဲ့ပြပြဝါယူရမယ်လီဖက်ပွဲစဉ်ဖြစ်တယ်ဒါကြောင့်မလို့ဒေးဗစ်ရိုင်ယာပဲပွဲထွက်လာမယ်ဂိုးသမားနေရာမှာခန်းစစ်၄ယောက်တန်းဘယ်ဘက်ခန်းစစ်အစုံမှာဆိုရင်ကာလာဖီယူရီသုံးမလားလူးဝစ်ကယ်လီသုံးမလားရွေးချယ်စရာရှိတယ်ဒါပေမဲ့အခုနောက်ပိုင်းအိုက်တာရဲ့သိကြည့်ကြိုက် အိုက်ဒါသုံးပြီးရင်သုံးနေခဲ့တာက color fury အဲဆိုတော့ color fury ကတော့ဘယ်ဘက်ချမ်းခန်းစစ်အစော်မှာပါမယ်ဘိုးခန်းစစ်အထိုင်အရန်ကစားသမားအနေနဲ့ပယ်ရိုဟင်ကာပဲရှိတယ်ခရစ်ယာန်မော်ကွေဟာရှိတယ်သို့တော့အာဆင်နယ်အသင်းဒီပြမီခေးအိုက်ဒါအနေနဲ့ဆိုရင်ကာလာရှိသူသုံးလာခဲ့တဲ့ဂျူရယ်ဘိုးခန်းစစ်ထိုင်လည်းဖြစ်တဲ့ဒန်ယာလည်းကင်းစင်နေပြီဖြစ်တဲ့ဂေဘီယယ်မကာယီဝီလန်ဆာလီဘာအထိုင်ကိုပဲသုံးသွားမယ်။ဘာကြောင့်လဲဆိုတော့အိုလံပီယာကော့စ်နယ်က နိုင်လောက်တယ်ဆိုတဲ့အသိမျိုးဆိုတော့ညာလည်းပဲပေါ်ဆောက်လို့မရဘူးအတိတ်သပိုင်းတချို့မှာကိုယ့်အိမ်ကွင်းမှာကြီးပဲရှုံမွေးတွေကျုံတွေးခဲ့တဲ့ပွဲတွေရှိတယ်အဝေးညမှာကျွန်တော်တို့ဂရိမြေမှာနိုင်တာအဲပေါ်ဆောက်လို့မရဘူးကောင်းမေးညွမေးဆိုတဲ့လူစင်းကိုပဲထုတ်သွားမယ်ဘာကြောင့်လဲဆိုတော့ဒီပွဲပြီးရင်အလဲလက်အသင်းတင်းဖြစ်တဲ့ website united နီးပြတိတ်ပြီးမတည်ငြိမ်ဖြစ်နေတဲ့အသင်းတင်းနဲ့တွေ့ရမှာဖြစ်တဲ့အတွက်အာဆင်နယ်တင်းရဲ့အရင်အင်ကလည်းတောင်းလင်းတာဖြစ်တဲ့အတွက်ဒီပွဲမှာ share ဖြုတ်လို့ရတယ်နှစ်ရက်လေးပဲကြားထဲမှာအချိန်ရှိရဆိုပေမဲ့ပေါ့လေအဲ့တော့ဒီပွဲစီမှာတော့ gabriel macahine နဲ့ william saliba ဘိုးခန်းစစ်ထိုင်သုံးရမယ် ညာဘက်ချမ်းခန်စစ်အစွန်ဖူးဘက်နေရာအတွက်ဆိုရင်တော့အိုက်တိုင်းစိတ်ကြိုက်ဂျူလီယန်တင်ပါပဲသုံးလာမယ်ကျွန်တော်ပထမထင်တာတော့ဘန်ဝိုက်ကိုသုံးမဲ့ဘာညာပေါ့လေဒါပေမဲ့ဘန်ဝိုက်ကကြံ့ခိုင်မှုအနေထားလက်ရှိအနေထားတွေရအသင်းရဲ့ forward zone နဲ့ပတ်သက်ပြီး over lacking light တဲ့အပိုင်းတွေမှာတော်တော်လေးကိုအသင်းတိုက်စစ်တောင်းပန်ကစားသမားတွေနဲ့ဟောကွင်းလယ်ကစားသမားတွေနဲ့ဟော relationship ကောင်းကောင်းရှိတဲ့ထင်ပါဦးပဲသုံးသွားမှာအကြမ်းမို့ ထင်ပါနေတဲ့ညာဘက်ချမ်းခံစစ်အစုံမှာပေါဝင်လာပါပဲ။ကဲနောက်တန်းလေးယောက်နဲ့ဂိုးမှာပြီးသွားပြီ။ကျွန်တော်အမြဲတမ်းခံမှန်းမှုတွေလွဲမှားခဲ့တဲ့ကွင်းလယ်၃ယောက်။အဲ့ဒီကွင်းလယ်၃ယောက်နဲ့ဆိုရင်တော့အာဆီနယ်တီးရဲ့ဒီယာဒီမှာအကောင်းဆုံးကွင်းလယ်ကိုပြောပါဆိုရင်တော့မာတင်အိုဒီဂတ်ဇူဝီမန်ဒီဒီဂလန်ရိုက်ဒါကိုကျွန်တော်အမြဲတမ်းမျှော်လင့်ခဲ့။ဒါပေမဲ့အိုဒီဂတ်တယောက်ဒဏ်ရာရင်ကြောင့်တိတ်မပါနိုင်တာမျိုးတွေခြေစွမ်းကြောင့်အခြားကစားသမားကိုဦးစားပေးပြီးထည့်ပြီးတော့သူကြောင့်နောက်ပိုင်းကျမှထည့်ပြီးသုံးတဲ့အပိုင်းလေးတွေကြက်ခိုင်မှုရပါလေ။အဲ့လိုအနေထားလေးရှိရယ်။ဒါပေမဲ့ အရှိအပွဲစဉ်ဒီမှာဆိုရင်လည်း Newcastle အသင်းရဲ့ပွဲစဉ်မှာဒီကလောင်လိုက်ကိုသုံးခဲ့တယ်ဒါပေမဲ့ပေါ်ဘေးအသင်းရဲ့ပွဲစဉ်မှာတော့ right ကိုအနာပေးခဲ့တယ်ဒါပေမဲ့ဒီပွဲစဉ် Champion League ဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့တန်းတရာဂျော်ဒန်ကစားသမားကြီးဒီကလောင်လိုက်ကိုပဲလက် attacking midfield ဆိုတဲ့ Haspi နေရာမှာသုံးသွားမယ်ဘောခံစစ်အတွက်ကတော့ဒီလိုပွဲမျိုးကတော့ Knockouts ကိုပွဲထုတ်မှာမဟုတ်ဘူး Martin Zubimendi တချင်တော့ပါတီရဲ့အပိုင်သားနေရာပေါ့လေပါတီမရှိတော့ပိုပြီး upgrade ဖြစ်တဲ့အရာတစ်ခုဖြစ်ကျွန်တော်တို့ဒီကစားမောက်ကိုဒီရာဒီမှာဝယ်ခဲ့တယ်ချက်ချင်းလဲအသားကြတယ်ဇူရီမန်တီရဲ့ DM ရို defensive version ကလည်းတော်တော်လေးကောင်းတယ်အတက်ကင်မှာလိုက်ပါပမှုမှုရောဂိုးသွင်းတဲ့ပိုင်းရောဒါကြောင့်မို့ဒီသုံးအထက်မှာဆိုဒီနှစ်ယောက်ကတော့ကျင်းစီတဲ့လောက်ပဲတစ်ချက်ကလေးအနေနဲ့များကျွန်တော်တို့ခံမမှုလွဲသွားနိုင်တဲ့ကစားမောက်ကအစည်းကိုသုံးမလားမာတင်အိုဒီဂက်ကိုသုံးမလားမိန်ကို သုံးမလားဆိုတဲ့ညာဘက်ချမ်းအတက်ကင်မဖီအဲ့ဒီနေရာကြီးကတကယ် danger ကြီး ။ဘာကြောင့်ကျွန်တော်တို့ခံမှန်းလိုက်လို့ရှိရင်လေအမြဲတမ်းလွဲလွဲနေတာ။ဟာ main တို့သုံးမယ်လို့ထင်နေပွဲကြရင်အစည်းထွက်လာ။အစည်းသုံးမယ်လို့ထင်နေပွဲကြရင် main တို့ထွက်လိုက်၊ origat ထွက်လိုက်။အခုဆို origat ကပွဲထွက်လို့ရတဲ့ဒေတာကျွန်တော်ထင်တယ်ချန်ပီယံလီပွဲစဉ်ဖြစ်တဲ့ကပတိန်ကစားသမားတယောက်ကိုတော့အရန်ကိုမထားတော့ဘူး။ပခုံးတန်ရကလည်းအပြည့်အဝတက်တာကြီးဖြစ်တဲ့အတွက်အဲ့ဒီနေရာမှာတော့မာတီအိုဒီဂတ်ကြံ့ခိုင်မှုပြေးွားနေတော့အိုင်ဒါလုံးဝသုံးတော့မှာအားကြောင့်မို့ကျွန်တော်အနေနဲ့ဒီကလန်ရိုက်မာတင်ဆူီမက်တီမာတင်အိုဒီဂတ်ဆိုတဲ့ကွင်းလေ၃အောင်တွေ့တွေ့ရမယ် တိုက်စစ်တိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီးတော့မာတီနယ်လီကိုသုံးမလားဘသူ့ကိုသုံးမလားဆိုတဲ့အပိုင်းကိုကျွန်တော်တစ်ချက်စဉ်းစားကြည့်ရမယ်။ဘာလို့ဆိုမာတီနယ်လီကိုရှေ့ပွဲဒီမှာတိတ်ပြီးမသုံးဘူး။သုံးခဲ့တာလဲလူစားဝင်ကစားသမားဖြစ်ပေတော့ရှောက်သုံးခဲ့တယ်။အခုနောက်ပိုင်းအာရီတာထရော့ဆက်ကိုတော်တော်လေးသဘောကျတယ်။သဘောကျရဲ့လောက်တဲ့ထိလဲထရော့ဆက်ကသူ ਈ အီအီနဲ့ဘောက်စ်တဲမှာကန်သွင်းမှုတချို့လောက်တာတွေ link up play တွေလောက်တာတွေ့ရတယ်။အဲ့တော့ဒီနေရာကလည်းမာတီနယ်လီသုံးမလားထရော့ဆက်သုံးမလားအစည်းကိုအဲ့တောင်မှပို့မလားတစ်ချက်တော့စဉ်းစားခက်တယ်။အရင်လုံးနိုနီမန်တူကီကလည်းဒဏ်ရာကြောင့် အတင်းရဲ့လူစင်းမှာမရှိရဖြစ်တဲ့ကျွန်တော်ရွေးချယ်တာပို့ပြီးတော့ကျင်းသွားပဲပေါ့လေအဲ့ကျွန်တော်ထင်တာကတော့ဒီပွဲစီမှာမာတီနယ်လီကိုပြန်ပြီးထုတ်လာမယ်ထင်တယ်။ဒါကြောင့်လို့ရှေ့ရနီကတ်ဆယ်အတင်းတဲ့ပွဲစီမှာလည်းမိနစ်တော်တော်များထော့ဆက်စော်ပြီးသွားတာဖြစ်တဲ့အတွက်အဲ့တော့ကျွန်တော်ကတော့ဒီပွဲမှာလည်းမာတီနယ်လီကိုခံမှန်းထားတယ်။အရှိကနီကတ်ဆယ်အတင်းတဲ့ပွဲစီမှာလည်းဒီဘဲလေးကိုထုတ်မယ်လို့ထင်တာထော့ဆက်ကြီးပွဲထွက်လာတယ်။ဒါပေမဲ့ဒီတပွဲကတော့မှန်တိုင်းလောက်တယ်။မာတီနယ်လီပွဲထွက်လာမှုများတယ်။ဒါကြောင့်မာတီနယ်လီဒီမန်တီအရန်တက်နေတဲ့အချိန်မှာပြန်ပြီးအရန်ကုန်ပြောင်းသွားခဲ့တာ ူရန်ကောင်းခဲ့တဲ့ပွဲစဉ်ရှိတယ်အဲ့ဒါချန်ပီယံလီပွဲစဉ်ရှေ့ရပွဲစဉ်ဖြစ်တဲ့အတလက်တစ်ဘီဘာအိုတင်းတဲ့ပွဲစဉ်မှာအဲ့ဒီပွဲစဉ်မှာသူအရန်ကောင်းနေဝင်ပြီးဆော့ခဲ့ရတာဒါပေမဲ့ခြေစွမ်းပြခဲ့ရနော်ဒါပေမဲ့အဲ့ဒီပွဲပြီးရဲ့နောက်မှာပေါ်ပေးတင်းတဲ့ပွဲစဉ်မှာလည်းမိနစ်နည်းနည်းပဲဆော့ခဲ့ရတယ်အခုဒီပွဲစဉ်မှာဆိုလို့ရှိရင်လည်းဒီကစားသမားအနေနဲ့တိတ်တော့မတိကြဘူးအဝေးကွင်းပွဲစဉ်လိုမျိုးဘီဘာအိုတင်းတဲ့ပွဲစဉ်မှာတော့ရန်ကုန်ထိုင်ခဲ့ရဖြစ်တဲ့အတွက်အိမ်ကွင်းမှာပို့ပြီးလွယ်ကူနိုင်တဲ့ပွဲစဉ်မျိုးမှာတော့ပါမပါမကြိတ်သေးဘူးဒါပေမဲ့ကျွန်တော်ကတော့မာတီနယ်လီကိုအိုက်ဒါထည့်သုံးမယ်လို့ထင်တယ် အဲ့ချက်တော့ခံစားမိနေညာပချမ်းတက်စစ်တောင်းမှာအဲ့နေရာအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘူကောက်စာကာမမတပါအခြားမရှိစာကာပဲအရင်တော့ဆိုနိုနီမတူကီ3လစာကာ3လကျော်ရွေးချယ်လို့ရတယ်မက်တောင်းမန်တို့အီတန်ဝန်နေရီဆိုတာအိုက်တာဒီချိန်မှာစွန်စားပြီးသုံးမှာမဟုတ်ဘူးဘာလို့ဆိုတော့ Olympia Court ဆိုတာကကိုင်ကွင်းမှာအခက်ကစားမှာဖြစ်ပေမဲ့ Champion League လို့အဆင်မျိုးတဲ့36သင်းတဲ့ကိုဝင်လာခဲ့တဲ့အသင်းတွေဘယ်အသင်းမှသွားပြီးအထင်သေးလို့မရဘူးဒါကြောင့်မလို့ကျွန်တော်ထင်တယ် ဒီအဆင့်ဒီ level မှာတော့စကာရိုပဲတကယ်ကောင်းမွန်ညွတ်မွတ်ဆိုတဲ့လူစည်းရုံပဲအားရတာတုံးလာပါလိမ့်မယ်အထောင်မှာတော့အာဆင်နယ်တဲ့တဦးတည်းသောတိုက်စစ်ခံမှာဖြစ်တဲ့ဗစ်တာယောဂရက်ကိုပဲတုံးလာမယ်ယောဂရက်နဲ့ပတ်သက်ပြီးပြောစရာရှိတာလေယောဂရက်ကိုမတုံးမနဲ့ main ကိုတုံးလို့ရရင်ရောဆိုတဲ့အပိုင်းအဲ့ဒီအပိုင်းကျတော့ဘယ်လိုပြောရမလဲကစားသမားအနေနဲ့ injury တခုခုရှိလို့ main ကိုတုံးတာပြဿနာမဟုတ်ဘူးမယ်ဒီလိုတိုက်စစ်ကစားသမားကိုရန်ကုန်မှာထားပြီး main ကိုတုံးတဲ့ခါကျရင်ဝေဖန်မှုတွေလား နိုင်သွားရင်တော့အာအာရီတာတက်ကနစ်ပိုင်ရမ်းမိုက်တယ်။ဒါပေမဲ့အကယ်၍များတခုခုလေးချွတ်ချော်သွားခဲ့သည်ရှိတော့တိုက်စစ်မှုစစ်စစ်ကိုငွေတွေအများကြီးပေးဝယ်ပြီးဘာကြောင့်များတိုက်စစ်မှုရောင်ရောင်ကစားမတူကိုထုတ်သုံးလဲပေါ့။အဲ့လိုမျိုးတွေဖြစ်မှာ။အဲ့ကြောင့်အာရီတာက main ကိုလည်းသုံးကျင်တယ်၊ယောဂတ်ကိုလည်းမထုတ်ကျင်တဲ့ခါမှာဘယ်နေမှာပြက်တာတက်ဆိုအဲ့ origin နေရာပြက်တာတက်တာ။အဲ့ကြောင့်မလို့အာရီတာနေနဲ့တိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီးယောဂရက်ကိုပဲပေါ်ထွက်လာမယ်ထင်တယ်။ဘာကြောင့်ဆိုယောဂရက်ဒီပေါ်တူဂီမြန်မာဘလောက်ပဲခြေစွမ်းပြပါတယ်ပြောပြောချန်ပီယံလိပွဲစီမှာသူလုံးပြနိုင်ခဲ့။ အဲ့ဒီခြေစောင်းကိုကြည့်ပြီးအာဆင်နယ်ကခေါ်ထားတာအခုပရီးမီယာလိမှာလည်းသူ၃ဂိုးသွင်းပြီးသွားပြီဒါပေမဲ့နောက်ပိုင်းပွဲစဉ်တွေမှာဂိုးမရတဲ့အခါမှာတော့သူယုံကြည်မှုတည်ဆောက်ဖို့အတွက်အင်ဂွင်းချန်ပီယံလိပွဲစဉ်မှာတော့ယောဂရုပဲပွဲထွက်လာမယ်အဲ့ဒီလူစင်းအခင်ချင်းအဲ့တော့ဒီ၁၁ယောက်လုံးမှန်မလားကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမယ်ကျွန်တော်ပွဲကျို၃၀ချက်ဗီဒီယိုတွေမှာပြောထားတဲ့အတိုင်းပဲတစ်ဖက်အိုလံပီယာကော့စ်အသင်းရဲ့ကစားသမားတွေဒီ defensive ကိုပြန်ပြီးစင်းတဲ့အခါမှာတော်တော်လေးလေးတယ်ပြီးတော့သူတို့ကဒီ high line တွေတင်ပြီးဆော့တယ် အဲ့ highline တင်ဆော့တဲ့ခါမှာ color fury လိုမျိုးလောင်းပေါ်တွေကောင်းကောင်းသာရိုက်တင်ပြီးရင် line break ဖြတ်ကျော်ပြီးတော့ဖစ်တာယောဂရက်အတွက်ဆိုရင်ရွှေပဲကျွန်တော်တစ်ခါကျရင်အာဆင်နယ်အဲ့လိုကန်တီပြေးလေးဆော့စီနေတာအမြဲတမ်းမဟုတ်ဘူးလေ10မိနစ်လောက်ဖြစ်ဖြစ် gain မိနစ်60တွင်မှာ movement လေးတွေပေါင်းလိုက်10မိနစ်စာလောက်တော့ကန်တီပြေးပုံစံလေးဆော့စီနေတယ်ပို့ပြီး direct ကြတယ်အိုက်တာတော့ပို့ပြီးတိမှာပါအဲ့တော့အာဆင်နယ်အတွက်မှာဒီဘက်က color fury ရဲ့ဒီလောင်းပေါ်တွေဒီဖစ်တာယောဂရက်စီကို ထောက်လျှောက်သွားတဲ့ပုံစံမျိုးဒါရိုက်အထက်တီကိုလည်းမြင်ရနိုင်တယ်။အဲကြောင့်မို့လို့ကာလာဖျူရီပါလာပြီးဆိုအာဆင်နယ်တင်းရဲ့ဒီဘယ်ဘက်ချန်းတိုက်စစ်တောင်းမဲ့ကစားသမားဒီဟက်စပီးယားကစားသမားတွေကိုတိုက်စစ်ကစားသမားတွေအားလုံးပို့ပြီးတော့စပီးတွေရတယ်။လူးဝစ်ကယ်လီကိုမကောင်းဘူးပြောတာမဟုတ်ဘူး။လူးဝစ်ကယ်လီဒီတိတ်ကိုတော်တယ်ကောင်းလေးပါ။ဒါပေမဲ့တချို့အပိုင်းလေးတွေမှာ vision အရဆိုရင်အတွေ့အကြုံရင်ကစားမတူလောက်တော့မရောက်သေးဘူးအလားလာအများကြီးရှိရဆိုတဲ့အဆင့်မှာပဲရှိသေးတယ်ဒါကြောင့်မို့ကိုရောက်မဲ့ဒီယာဒီမှာကြက်ခိုက်မှုပြေဝနေတဲ့လေ color fury ကိုပဲ idea ထောက်ချောက်သုံးခဲ့တာပေါ့လေအဲ့တော့ကျွန်တော်တို့ရဲ့ဒုတိယမြောက် champion league leaf pet ပွဲစဉ်ဖြစ် olympia cup ကိုအနိုင်ကံပြီးတော့အိမ်ကွင်းမှာ champion league 6မှတ်ပြပြဝဝနှစ်ပွဲကံပြီးယူသွားနိုင်မလားစောင့်ကြည့်သွားတော့မှာပါညီကိုတို့ကဘယ်လိုထင်လဲ arsenal team အနေနဲ့ဒီပွဲပြီးလို့ရှိရင်တော့ဒါ၄ရက်နေ့ညကြလို့ရှိရင် ရှင်းနိုင်ွယ်လောက်မှာ WhatsApp Network ကိုကိုယ့်ငွေမှာအခန့်ကစားမယ်။တခုကောင်းတာအာဆင်နယ်တင်းကဒီလာတွင်းလက်ကျန်ပွဲစဉ်တွေတော်တော်များကိုကိုယ့်ငွေမှာအခန့်ကစားမှာ။အဝေးကွင်းပွဲစဉ်ဆိုလို့ကျွန်တော်တို့ဒီဖူဟန်အသင်းကိုပဲ 18ရက်နေ့ကျရင်သွားကန်မှာဒါလည်း international break ပြီးလို့တော်တော်များကစားသမားတွေအနားရပြီးတော့မှပြန်လာမယ့်အချိန်ဆိုတော့တော်တော်လေးကောင်းတယ်။ကျန်တဲ့ပွဲစဉ်တော်တော်များအာဆင်နယ်ကအိမ်ကွေးမှာပဲတောက်လျှောက်ကစားရမယ်။ကာလာဘောင်ပွဲစဉ်အပါပေါ်လေး။အညီကိုတို့ကဘယ်လိုထင်လဲ။ညီကိုတို့ရင်ထဲမှာအကြိုက်ဆုံး7ယောက်ရှိနေခွန်မှာဝင်ရောက်ရေးသားပြီးတော့ပါဘူး။ဟိုတနေ့ကကျွန်တော်အကြိုက်ဆုံးကစားသမား9ယောက်ယူတဲ့အခါမှာ declare right ကိုမယူလို့ဆိုပြီးကျွန်တော်အမြင်မတူလို့ရေးကြတွေ့ရတယ်။ကျွန်တော်ပြောပါတယ်။အဲ့အကြိုက်ဆုံးကစားသမားတွေယူတဲ့အခါမှာကျွန်တော်စိတ်ကြိုက်ယူတာဖြစ်တဲ့အတွက်အမြင်မတူရင်လွတ်လပ်စွာရေးသားလို့ရပါတယ်။ဘာကြောင့် declare right ကို အကြိုက်ဆုံး man of the match နံပါတ်1မပေးလဲဆိုတော့ Declan Rice တို့ Saliba တို့ Tim Barlow ဆိုတဲ့ကစားသမားတွေဒီအမြဲတမ်းကောင်းပြီးသား performance တကယ် share ပြပြီးသားအဲ့ဒီကစားသမားတွေကိုအကြောင်းထပ်ပြီးချီးမွမ်းနေရတဲ့စိုင်းတခါလီမှဝင်ပြီးကစားဝင်ရတဲ့မျိုး player အသစ်ဖြစ်တဲ့ဒီ EVG အစည်းလို့လို့ကစားမမျိုးတွေပြတဲ့ performance တွေကိုကျွန်တော်ပို့ပြီးပြောပြချင်တာပို့ပြီးတော့လည်းလက်ဆက်လို့အားကြောင့်မို့ကျွန်တော်တခါကြရင်နားလည်ပြီးပါကျွန်တော်ကပွဲတွင်းအချိန်တက်စားရင်တခါကြရင်တချို့ကစားသမားတွေကိုပို့ပြီးတော့ မန်တယ်ပိုင်းရရမ်းကြိုက်မိတဲ့အခိုက်တက်ဒီမှာထည့်ပြီးပြောသွားတာပါအဲကြောင့်ဒီကလန်ရိုက်လည်းအာဆင်နယ်တဲ့အမြဲတမ်းကောင်းတဲ့ကစားမဖြစ်လဲရှိပါတယ်အဆုံးထိကြည့်တဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ပြီးပြောလို့မြင့်ကစားခြင်းဆိုတော့ဘာပဲဖို့မှတုံညာကို646 963တိန်နေဘက်တုံညာကို9993ခေါင်းညာတို့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်ဘယ်မှာပဲဆော့ဆော့ပါကိုထုတ်စီမှာဆော့ခြင်းနဲ့အကောင့်ဖွင့်ခြင်းနဲ့ဆိုရင်တော့အားလုံးကိုနှွေးထွေးစာကျူးစွာပါတယ်မဆော့တဲ့ရင်မဆော့ပါနဲ့ဆော့တတ်တယ်ဆိုရင်တော့ ငါတို့ကိုထုတ်စီပါပဲဆော့မယ်ဆိုပြီးတော့ကျွန်တော်စီကိုတိုက်ရိုက်လာပြီးမေးမြန်းလို့ရပါတယ်ခင်ဗျာ။